တွင်းကုန်အခွန်ကောက်ပြီးရထားတဲ့ငွေတွေကအမေရိကန်တွေကိုတရောက်အနည်းဆုံးဒေါ်လာ2000စီပေးမယ်လို့သမ္မတဒေါ်နယ်ထရမ့်ကနိုဝင်ဘာလ9ရက်တင်းငွေနေ့မှာ True Social လူမှုကွန်ရက်ကတစင်ပြောကြားလိုက်ပါတယ်အခုပေးမယ့်အထဲဝင်ငွေများတဲ့သူတွေတော့မပါဘူးလို့ပြောထားပေမဲ့ဝင်ငွေအ ਨੇ အများဘယ်လိုတတ်မှတ်မယ်ဆိုတာတော့ပြောမထားပါဘူးဒါအပြင် ဒီဒေါ်လာ2000ကိုဘယ်တော့ပေးမယ်ဘယ်လိုပေးမယ်ဆိုတဲ့အသေးစိတ်အချက်လည်းလည်းပြောမထားသေးပါဘူးဒေါ်လာ2000ပေးမယ်အကြောင်းရေးထားတဲ့လူမှုကွန်ရက် post အစမှာတော့သူ့တွင်းကုန်အခွန်ကောက်တဲ့ကိစ္စကိုစန့်ကျင်သူတွေဟာအယူတွေလို့ပြောထားပြီးတွင်းကုန်အခွန်ကနေဒေါ်လာ trillion နဲ့ချီရရှိနေတာကြောင့်မကြခင်မှာနိုင်ငံတော်ကတင်နေတဲ့အကျွေးတွေကိုလည်းစက်နိုင်တော့မှာဖြစ်တဲ့အကြောင်းသူ့စီးပွားရေး policy တွေအောင်မြင်နေတာတွေနဲ့အတူရေးသားထားပါတယ်တမရထွန်းက သူတဦးတဲ့သဘောနဲ့တကဘာလုံးမှာရှိတဲ့နိုင်ငံအလုံးနိဗ္ဗာန်အပေါ်တွင်းကုံအခွန်နေအစမတန်တိုးကောက်မဲ့အစီအစဉ်တွေကိုအခုနှစ်အစောပိုင်းကကျင်းပခဲ့တာကြောင့်အမေရိကန်ရဲ့အနီးကပ်ဆုံးမဟာမိတ် နိုင်ငံတွေနဲ့ပါဆက်ဆံရေးအဆင်မပြေတဲ့အထိဖြစ်ခဲ့ပါတယ်။သမရရဲ့အဲ့ဒီတစ်ဖက်သက်တွင်းကုံအခွန်တိုးကောက်တဲ့အစီအစဉ်ဟာ လုတ်ပန်ခွင့်ပောင်းကိုကြော်လို့ရရောက်တယ်သူတူဦးတဲ့ကအဲ့ဒီလိုဆုံးဖြတ်ပြီးလုတ်လို့မရဘူးဆိုတဲ့ရှူတောင်းကနေတရားဆွဲဆိုထားတဲ့အမှုကိုနွေမလာ9ရက်ဗုဒ္ဓဟူးနေ့ကနိုင်ငံတော်တရားရုံးချုပ်မှာကြားနာစစ်ဆေးခဲ့တာမှာ conservative နဲ့ liberal အယူအဆရှိသူနှစ်ဖက်စလုံးကတရားသူကြီးတွေကသမ္မတရဲ့လှုပ်ရမားနေတဲ့သဘောနဲ့သမ္မတ Trump နဲ့ American အစိုးရကိုကိုးစားပြုတဲ့ရှင်းတွေကိုမေးခွန်းထုတ်ခဲ့ကြပါတယ် conservative တူဖြစ်တဲ့နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးချုပ် John Roberts ကလည်း တွင်းကုန်အခွန်အပါအဝင်အမေရိကန်နိုင်ငံသားတွေအပေါ်အခွန်ကောက်ခြင်းနဲ့ဆိုင်တဲ့ကိစ္စအဝဝဟာလွတ်တော်ရဲ့တာဝန်သာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။သမရထွန်းကသူ့ရဲ့တွင်းကုန်အခွန်ကောက်တဲ့ကိစ္စကိုစန့်ကျင်သူတွေအပေါ်ဝေဖန်ပြောဆိုခြင်းနဲ့အတွက်ဒေါ်လာ2000စီပေးမယ်ဆိုတဲ့ကိစ္စကြားညပ်ပါလာတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ထူးဆန်းတယ်လို့ဖြစ်နေတာတော့သိကြပါတယ်။ဘလို့ပဲဖြစ်ဖြစ်တကယ်ပေးခဲ့ရင်တော့ပြည်သူတွေစိတ်ချမ်းသာကြမှာမို့တကယ်ပေးမပေးဆိုတာကိုစောင့်ကြည့်ကြရအောင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ